တရားမျှတသောရွေးကောက်ပွဲမဟုတ်တဲ့စစ်အာဏာရှင်ရွေးကောက်ပွဲတိုင်းသည်ပြည်သူလူထုပေါ်မှာခေတ်အဆက်ဆက်မှာကမ္ဘာတမိုင်းမှာဘယ်တော့မှကောင်းကျိုးမပြုခဲ့ဘူးဟစ်တလာဆိုရင်ကမ္ဘာမှာရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာတဲ့ခေါင်းဆောင်ပဲတို့ပေမဲ့ကမ္ဘာစစ်ကိုဥတည်ွားတဲ့လူယုံမှစစ်မိတ်စာစစ်ဘလူးဖြစ်သွားတာပဲဘောမအမှုပညာရှင်တွေကိုဝိုင်းကော့တေချာလုပ်ဖို့လိုအပ်ပါတယ်အဲပြီးတော့ပြည်သူများကိုလည်းအထူး မေတ္တာရက်ခံနေဘိုင်းကော့ဆိုတာပြည်သူကနေလာတာဆိုရှယ်မန်နေဂျမန့်ဆိုတာပြည်သူကနေလာတာဒီအမှုပညာသမားတွေအသေးကြောက်တယ်ပြည်သူကဘိုင်းကော့လုံးမှာအသေးကြောက်တယ်အဲ့တော့ဒီလိုကိုယ်တိုင်လည်းအမှုပညာသမားဖြစ်တဲ့အတွက်ပြည်သူရဲ့ညှို့ညင်တာမေတ္တာပြတ်တာအဖက်မလုတော့မအောင်တေအောင်ကြောက်တယ်ပြည်သူကအဖက်မလုတော့ရင်ဒီအမှုပညာသမားရှင်လျက်နဲ့တေသွားတာပဲဘာမှလုပ်လို့မရတော့သူတို့ရဲ့အာဓမခိုင်းစင်မှုခံရမယ်ဆိုတာယနေ့လိုအချိန်မျိုးမှာခံရမယ်ဆိုတာကိုကြိုတွက်ဆမိလို့ပြောလို့ သူတို့နဲ့လွတ်ရနေအောင်ပြီးတော့ရွှေ့လာကြ။သူ့ရောင်ရွေးကောက်ပဲဘယ်လိုပဲလို့တို့ပြီးတော့တော်လိုင်းကြီးကနိုင်အောင်တိုက်မှာတော်လိုင်းကြီးကပြီးွားမှာမဟုတ်ဘူး။နိုင်အောင်တိုက်မှာအလျှော့ပေးမှာမဟုတ်ဘူး။